路家去完看起适当，按个适当格呢，适当去批发嘞。但是心里不牢，那说说语，药家那些经过看下罗，每码都要十一。拖每码的加工越高个，越没省呢。一手的拖每码个面料毛料，摊到都靠越前每码，等的按那药家呢，六一和面料毛料都要包嘛，来到个单到毛的片，都得七千到八千多要越，拍样子可以够拿个七万里。 โอเคဒီနေရာမှာကျွန်တော်တို့ဈာစကားပြောပြောပြောရမယ့်အချက်တွေလည်းတချို့ရှိတယ်အဲ့ဒါကတော့ကျွန်တော်ဥပုံနေဒီရှင်လုကာခရစ်ယာန်ခန်းကြီး73ငွေ71ကနေ73ရဲ့ရှင်းနောက်ကျမ်းဖတ်မယ်ဆိုရင်သခင်ယေရှုခရစ်တော်ကဒီမိမကိုအာဒီကုတာတဲ့ခါမှာပေါ့လေဒီမိမကိုကုတာပေးတဲ့ခါမှာအဓိကကဥပုံနေမှာဖြစ်တယ်နောက်ပြီးတော့မှပိမှန်တော်မှာဖြစ်တယ်လို့ပြောတယ်ဥပုံနေလို့ပြောလိုက်တဲ့ခါမှာကျွန်တော်တို့ရှေ့မှာလည်းတစ်ခါရှင်းပြီးသွားပြီဥပုံနေဒီ စနေနေ့ဖြစ်တယ်ဥပုံနေ့ဒီစနေနေ့ဖြစ်တယ်ဒီလိုပြောလိုက်လို့ကျွန်တော်ကစနေအတင်းလာဆိုမဟုတ်ပါဘူးကျွန်တော်စနေအတင်းမဟုတ်ပါဘူးကျွန်တော်တနင်္ဂနွေမှာဖျားရှိခိုးတဲ့သူဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တမာချန်းစာကိုနိုင်နိုင်ချွတ်ချွတ်ဂါကနနလိလာလိုက်တဲ့အခါမှာဥပုံနေ့ဆိုတာတမာဟောင်းချန်းကဥပုံနေ့ဆိုတာစနေနေ့ဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တနင်္ဂနွေနေ့ကိုဥပုံနေ့လို့သိမခေါ်သင့်ပါဘူးဒါကြောင့်လဲကျွန်တော်တို့တနင်္ဂနွေနေ့ကိုဘယ်လိုခေါ်ရမလဲဆိုတော့ သခင်ဖျားနေလို့ပဲခေါ်ရမယ်ဟုတ်ပြီနော်သခင်ဖျားနေခေါ်ရမယ်ဘာကြောင့်လဲဆိုတော့တနင်္ဂနွေနေ့ဒီသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ရာနေ့ဖြစ်ပါတယ်ဥပုံနေ့ဒီစနေနေ့ဖြစ်ပါတယ်တမဟောင်းကျမ်းရဲ့ဥပုံနေ့ဒီစနေနေ့ဖြစ်ပါတယ်စနေနေ့ဒီတပတ်ရဲ့နောက်ဆုံးတရက်ဖြစ်ပါတယ်တနင်္ဂနွေနေ့ဒီတပတ်ရဲ့ပထမဦးဆုံးတရက်ဖြစ်တယ်အဲ့ဒီဟာကိုနားလည်ဖို့လိုတယ်ကျွန်တော်ရှိမှအများကြီးရှင်းပြပြီးနော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဒီနေ့မှာတော့အဲ့ဒီဥပုံနေ့နဲ့သခင်ဖျားနေ့ဘာကွာခြားလဲ စနေနဲ့တနင်္ဂနွေကဘာကွာချားလဲဆိုတဲ့အရာကိုကျွန်တော်ထပ်ပြီးမှမရှင်းပြတော့ဘူးနားမလဲသေးဘူးဆိုရင်ကျွန်တော်အောက်ကိုအပ်ပြီးတော့မှမေးမြန်းလို့ရတယ်နားမလဲရနားမလဲတဲ့အရာတွေအားလုံးကိုကျွန်တော်ပေးချလေးရှင်းပြပါမယ်ဒါကြောင့်ကျွန်တော်ဒီကနေ့များစွာတော့အားဖြင့်မိုင်းမိနေတဲ့ဟာအရာတစ်ခုရှိတယ်အဲ့ဒါကတော့တနင်္ဂနွေနေ့ကိုဥပုံနေ့လို့ခံယူနေတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒီအတိုင်းမခံယူဖို့ရန်အတွက်ကျွန်တော်ခွန်အားပေးခြင်းတယ်ဆိုတော့ အာတသက်လုံးကျွန်တော်တို့အာခံယူလာရတဲ့ဥပုံနေဥပုံနေဥပုံနေဆိုပြီးမှတနင်္ဂနွေနေ့ကိုပြောတာဒီမဟုတ်ပါဘူးတကယ်လို့မြန်မာလူနဲ့ဥပုံနေဖျားရှိခိုးတဲ့ရဲ့လို့ပြောရင်တော့တုံးလို့ရပါတယ်တမာချင်းစာရဥပုံနေပြောရင်မားပါတယ်တနင်္ဂနွေနေ့ကဥပုံနေမဟုတ်ပါဘူးပြောင်းလဲမပြောင်းသွားပါဘူးစနေနေ့ရစနေနေ့မှာပါပဲဒါပေမဲ့ဘာကြောင့်ကျွန်တော်တို့ဥပုံနေမှာဖျားမရှိခိုးပဲနဲ့ဒီနေ့ တနင်္ဂနွေနေ့မှာဘာကြောင့်ရှိခိုးလဲဆိုတော့တနင်္ဂနွေနေ့ဒီဖယားသခင်ရဲ့ရှင်ပြန်ထောင်းမြောက်အနေဖြစ်တဲ့သခင်ယေရှုခရစ်တော်ရှင်ပြန်ထောင်းမြောက်အနေဖြစ်တဲ့နော်ဒါကြောင့်အဲ့ဒီရက်မှာကျွန်တော်တို့ဥပုပ်ဆောင်တာမဟုတ်ဘဲနဲ့ဖယားရှိခိုးတာဖြစ်တဲ့ဖယားသခင်ကျွန်တော်တို့ရဲ့ပေါ်မှာပြုတ်သွားတဲ့ကယ်တင်ခြင်းကိုအာအမတ်ရပြီးတော့မှရှိခိုးတာဖြစ်တဲ့နောက်တစ်ခုပို့ပြီးတော့မှသေချာတာကတမန်တော်တွေကဥပုပ်နေ့ကိုရှိခိုးတာမဟုတ်ဘဲနဲ့တနင်္ဂနွေနေ့မှာရှိခိုးခဲ့တယ်ဆိုတော့ကျွန်တော်တို့တမာကျမ်းစာအရကောင်းကောင်းကြီးတိခဲ့တယ်လေ့လာခဲ့ရတယ် ဆိုတော့ကျွန်တော်တို့တနင်္ဂနွေတွေကိုကျွန်တော်တို့တနင်္ဂနွေမှာရှိခိုးတဲ့အခါမှာဥပုပ်စောင့်တယ်လို့မစောင့်ပါနဲ့ဥပုပ်စောင့်တယ်လို့မဟုတ်ပါဘူးဖရာသခင်ကိုကျေးဇူးတင်တဲ့အနေနဲ့အဲ့ဒီရက်မှာဖရာအမှုတော်ကိုပဲစောင့်တာဖြစ်ပါတယ်ဟုတ်ပြီနော်ရက်မြက်ကိုစောင့်ဆရာမလိုတော့ပါဘူးရက်မြက်ကိုစောင့်ဆရာအကြောင်းမရှိပါဘူးဒါပေမဲ့အဲ့ဒီရက်မြက်မှာဖရာကျေးဇူးတော်ကိုချီးမွမ်းလို့ရပါတယ် ဟုတ်ပြီနော်ဒါကြောင့်စနေနေ့မှာရှစ်ခိုးတာမားသလားမမားပါဘူးတနင်္ဂနွေနေ့မှာရှစ်ခိုးတာမားသလားမမားပါဘူးဒါပေမဲ့တနင်္ဂနွေနေ့မှာရှစ်ခိုးမှရမယ်တို့မဟုတ်စနေနေ့ရှစ်ခိုးမှရမယ်ဆိုရင်မားတော့ပါပြီရက်မြက်မှာကျွန်တော်တို့အကန့်အသတ်မရှိတော့ပါဘူးကျွန်တော်တို့ဂျေဇူးတော်ခေတ်ကာလမှာကျွန်တော်တို့ဒီပိညာပိညာလက်ကနေလွတ်မြောက်တော်သူဖြစ်တယ်ဂျေဇူးတော်လက်အောက်မှာရှိတော်သူဖြစ်တယ်လို့ကျွန်တော်အများကြီးရှင်းပြသွားပြီးပြီဒါကတော့ဂျားခန်စကားလေးပြောသွားတယ်ဘာကြောင့်လဲဆိုတော့ဒီကနေ့ဖတ်သွားတဲ့ကျမ်းစာထဲမှာရှင်လုကာခရစ်ဝင်ခန်းကြီး73 71ထဲမှာ ရှိနောက်ထဲမှာဥပုံနေမှာသခင်ယေရှုခရစ်တော်ကအမျိုးသမီးတယောက်ကိုကူတာပေးတဲ့အကြောင်းပါလာတဲ့အတွက်ဥပုံနေအကြောင်းနည်းနည်းလေးကြားခံပြောသွားတာဖြစ်တယ်။ဆက်လက်ပြီးတော့မှကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဥပုံနေမှာဘုရားသခင်ယေရှုဘုရားကအဲ့ဒီမိန်းမကိုကူတာပေးလိုက်လို့တချို့ယူဒလူမျိုးတွေဂျူးလူမျိုးတွေကလက်မခံနိုင်ဘူး။အာ6ရက်လုံးရှိတာ6ရက်လုံးမှလာကူတာခံလို့ရတယ်ကူတာပေးလို့ရတယ်။ဘာကြောင့်ဥပုံနေမှာမှဘာကြောင့်ဒီအလုပ်ကိုလုပ်တာလဲလို့ဝေဖန်ခဲ့ရကြတယ် အဲ့ဒီဝေဖန်ကဲ့ရဲ့ခြင်းကသူတို့ကမားနေတယ်ဆိုတဲ့အကြောင်းကိုယေရှုကထောက်ပြခဲ့တယ်။ဥပုံနေမှာညီတို့တရိတ်ဆန်တွေရေသွင်းနဲ့ကြားတော့မဆဲထွက်တော့တော့ဘူးလား။ညီတို့တရိတ်ဆန်တွေကိုရေမတိုက်တော့ဘူးလားစသဖြင့်ဥပုံမှာပြီးခဲ့တယ်။ထားပါတော့ဒါကတော့ဥပုံနေဆိုင်ရာတုံတင်ချက်ပေါ့လေ။အဓိကပြောချင်တာကတော့မိမဒီ16နှစ်ပတ်လုံးမိမတယောက်ဒီအမျိုးသမီးတယောက်ဒီ16နှစ်ပတ်လုံးစဉ်းစားနော်မနေဘူးနော်မနေဘူး16နှစ်ပတ်လုံးနှဆိုးဆွဲခံရတယ် နှက်ဆိုးဆွဲခံရတဲ့အခါမှာယောဂနှိပ်စက်ခြင်းခံရတယ်လို့ကျန်းစာထဲမှာဖော်ပြတယ်။ဒီနေရာမှာတတိထားရမှာကနှက်ဆိုးဆွဲတယ်လို့ပြောလိုက်တဲ့အခါမှာတခါတလေကျွန်တော်တို့နားလည်ရတာကနှက်ဆိုးဆွဲတဲ့အခါမှာကိုယ့်ရဲ့အသီးစိတ်ပျောက်သွားပြီးတော့မှယူမိုးနေတယ်။ဟုတ်တယ်နော်။ဒါနှက်ဆိုးဆွဲတယ်။ဒါပေမဲ့ကျွန်တော်ပြောမယ်။ဒီကျန်းစာအဖြစ်ကျွန်တော်တို့သိတာတခုကတခါတလေနှက်ဆိုးဆွဲတယ်လို့ပြောလိုက်တဲ့အခါမှာအသီးစိတ်တွေအားလုံးရှိနေတယ်။ဒါပေမဲ့ဘာဖြစ်လဲ။အဖျားတစ်ခုခုကတ်နေတယ်။ Okay ။အကုန်လုံးကောင်းတယ်အကုန်လုံးကောင်းတယ်။ ဒါပေမဲ့အဲ့ဒီအဖျားကမပြောင်းနိုင်ဘူး။ဘာစီးနေမှလည်းမပြောင်းနိုင်ဘူး။အဲ့လိုဖြစ်နေတတ်တယ်။အဲ့ဒီခါကြာလို့ရှင်ဆူတောင်းကြည့်ပါဆူတောင်းကြည့်ပါ။ Okay ။နှက်ဆိုးကတင့်ကိုနှိပ်ဆက်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါကြောင့်ဒီနေရာမှာကျွန်တော်သိရတာကဒီအမျိုးသမီးက16နှစ်ပတ်လုံးနှက်ဆိုးဆွဲခြင်းခံရတယ်တဲ့။16နှစ်ပတ်လုံးယူနေရလားမဟုတ်ဘူး။ဘာဖြစ်နေရလဲ။16နှစ်ပတ်လုံးကြောကုန်းနေတယ်။မတက်မရက်နိုင်ဘူး။ဟိုမမတ်မရက်နိုင်ဘူး။အလဲကိုမဆက်နိုင်ဘူး။ ဆိုတော့ဒီမိမကပုံမှန်တဘောအတိုင်းပဲအသက်ရှင်တယ်ဒါပေမဲ့သူ့မှာတခုခံနေရတာကခါကုန်းနေတယ်ကြောကုန်းနေတယ်ကြောကြီးကကုန်းကုန်းဖြစ်နေတယ်ဆိုတော့ဒါကိုနှက်ဆူဆွဲတယ်လို့ကျန်းစာထဲကပေါ်ပြတယ်တော့တခါတလေကျွန်တော်ကုမရတဲ့ယောဂါတွေကနှက်ဆူဆွဲနေတာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်ဆုတောင်းကြည့်ဖို့လိုတယ်ဆုတောင်းကြည့်လိုက်တဲ့အခါမှာလေဆုတောင်းပေးတဲ့ဆရာကိုဂျေဇုတင်ဖို့မလိုမဟုတ်မဟုတ်ပါဘူးဂျေဇုတင်တာတော့ဂျေဇုတင်တယ်ပြောတာမဆိုးပါဘူးဒါပေမဲ့ဂျေဇု တင်ရမှာကဖယားသခင်ဖြစ်တယ်ဟာလေလုယဖယားသခင်တော့ဒီနေ့အသုံးရဲ့အသွင်းမှာကျွန်တော်တို့အာကိုယ့်ရဲ့အဖျားကြောင့်ကျွန်တော်စီမှာလာပြီးမှစုပေါင်းခံတဲ့သူတွေတချို့ရှိတယ်စုပေါင်းပေးလိုက်တယ်ဒါပေမဲ့အားလုံးလိုလိုတော့မဟုတ်ဘူးတချို့တက်တာတော့တယ်ဟာလေလုယအံ့ဩစရာပဲကျွန်တော်တော့အံ့ဩတာကျွန်တော်တော့အံ့ဩတာဘာကြောင့်လဲဆိုတော့ကျွန်တော်လှုပ်တာမဟုတ်ဘူးလေဖယားသခင်လှုပ်တာလေလုံးဝပကတိကောင်းသွားပြီလို့ပြောလာတဲ့သူတချို့ရှိတယ်ဆိုတော့အဲ့လို ောင်းလာတဲ့သူတချို့ကိုကျွန်တော်ကိုလာကျေးဇူးတင်တဲ့အခါမှာကျွန်တော်ကိုကိုကိုစိုးရိမ်မိတယ်ကျွန်တော်သူ့ကိုပြန်ပြောတယ်ငါ့ကိုကျေးဇူးမတင်နဲ့နော်နေလို့ကျေးဇူးတင်ရမှာဖယားသခင်ဖြစ်တယ်ဖယားသခင်တေချာတုံတင်ပေးတယ်ဘာကြောင့်လဲကျွန်တော်တို့ကလူကိုကုသနိုင်တဲ့သူမဟုတ်ဘူးလေကျွန်တော်တို့ကဖယားရဲ့ကြုံဖြစ်တယ်ဖယားရဲ့လူပဲဖြစ်တယ်လှုပ်ပေးနေတာကဖယားဖြစ်တယ်တခါတလေကျွန်တော်တို့တော့မှဖျားသက်သေးတယ်အဲ့ခေတ်မှာကျွန်တော်တို့လည်းဆုတောင်းရတယ်ဟုတ်တယ်နော်ဒါကြောင့်တင့်ကိုကုသပေးတာဖယားသခင်ပဲဖြစ်တယ်ဒါကြောင့်ဒီနေရာမှာဒီမိမ့်မှာပါလှုပ်သွားရတယ် ဖယားသခင်ဤဂုံတော်ကိုချီးမွမ်းလေ၏တဲ့သူဒီချက်ချင်းတတ်မှတ်ခြင်းကိုရောက်၍ဖယားသခင်ဤဂုံတော်ကိုချီးမွမ်းလေ၏ဟုတ်ပါတယ်အဲ့ဒီတစ်ချိန်တော့ကုသပေးတာကဖယားသခင်ကိုတော်တိုင်သူ့ကိုကုသပေးခဲ့တာကိုဒါပေမဲ့ဒီကနေ့မှာများစွာသောအဖြစ်ဖယားကိုတော်တိုင်ကုသပေးတယ်ဆိုပေမဲ့ကျွန်တော်တို့မားနေတတ်တာကဂျာခန်လူကိုသွားဂျေဇူးတင်နေတတ်တယ်ဒီဆရာကငေါ့ဆူတောင်းပေးလို့ပျောက်သွားတာဟိုဆရာကငေါ့ဆူတောင်းပေးလို့ပျောက်သွားတာအဲ့လိုမပြောပါနဲ့ချစ်တော်ညီကိုမောင်တို့ D C 呀，R P，他压得开，我估大变大了，一路标吧，一路标吧，喏。某人叫那路话，工作起码呢，啊，得拍大家，拍下么后边呢，路偏一点，数路线。都我叫那路话，暗明拉偏一点路呗。我话嘛，叫那苏当被路标断了，所以没水路，没水的车啊，叫那来技术点呢，是呀，讲叫那标断，一路标人叫那断位。 ကျွန်တော်အင်မတန်ကြောက်ရင်ကြောက်ရွံ့စိုးရိမ်တုန်လုံးမိတယ်။ဘာကြောင့်လဲကျွန်တော်ကြောက်မဟုတ်ဘူး။ကျွန်တော်ကြောက်မဟုတ်ဘူး။အနာရောဂါပျောက်ကင်းတာပဲမဟုတ်ဘူး။တချို့ယုံကြည်တဲ့သူတွေလည်းအများရှိတယ်။ကျွန်တော်အွန်လိုင်းပေါ်မှာတရားသီတနာဝင်ကားတဲ့အခါမှာတချို့လူတွေတကယ်ပြောင်းလဲမှယုံကြည်လာကြတယ်။အထူးသဖြင့်တရုတ်ပြည်ကလူတွေကျွန်တော်တရုတ်လူနဲ့ဝင်ကားတဲ့အခါမှာသူတို့တွေပြောင်းလဲလာကြတယ်။ဆရာကြီးကျွန်တော်ကျွန်တော်ကျမအမျိုးသမီးဆရာရဲ့တရားသေးတာနားထောင်တာ၄၅လပြောင်းလဲလာပြီကျေးဇူးတော်ပဲအဲ့လိုတွေပြောလာတဲ့သူရှိတယ်အများကြီးရှိတယ်ဆိုတော့ ျွန်တော်အမြင်နဲ့ပုံလုံးမိတယ်ကျွန်တော်ရဲ့တရားဒေသနာကြောင့်ဟုတ်လားမဟုတ်ဘူးနော်ကျွန်တော်တရားဒေသနာကြောင့်မဟုတ်ဘူးကျွန်တော်အားဖြင့်ဘုရားသခင်သူ့ကိုပြောင်းလဲစေတာနားလည်နော်နားလည်နော်မဟုတ်လို့ရှိရင်ကျွန်တော်ခေါ်လိုက်လို့ကျွန်တော်လှုပ်လိုက်လို့အကျွန်တော်ဆူတောင်းလိုက်လို့ဖြစ်သွားတယ်လို့ပြောမယ်မဟုတ်ဘူးမဟုတ်ဘူးကျွန်တော်တို့ကဘာမှမဟုတ်ဘူးကျွန်တော်တို့ကအတုံးတော်ခံကြခံပဲဖြစ်တယ်လှုပ်သွားတာဘာလို့လဲတန်ရှင်တော်ဝိညာဉ်တော်တာလူကိုပြောင်းလဲစေနိုင်တာဖျားတခင်တာတင့်ကိုကူတာနိုင်တာအဲ့ဒါအမြဲရိုက်သွင်းတာအုံနောက်ထဲမှာ ဟုတ်ပြီနော်ဒါကြောင့်အခုဒီဒီထဲမှာသင်ခန်းစာရတာကကျွန်တော်တို့ဖယားသခင်ကိုဂုံတော်ချီးမွမ်းရမယ်ဒါကိုနားလည်ဖို့လိုတယ်ဆိုတော့ဒီကနေ့နှုတ်ပတ်တော်တော့ဒီမှာပဲရက်နာမှာဖြစ်ပါတယ်နာမနာမလေတာရှိရင်တို့မဟုတ်ဆုတောင်းခံစရာရှိရင်ဆရာအောက်ကိုအပ်ပါဆက်တွေ့လို့ရပါတယ်ဆိုတော့ဒီကနေ့မနေ့နှုတ်ပတ်တော်တော့ဒီမှာပဲရက်နာခွင့်ပြုပါနားစင်ခွန်အားယူထားတဲ့သူအရောက်ချင်းစီရန်ကိုဖျားစင်တာရီတာရီကောင်းကြီးပေးပါစေတော့အာမင်